မင်္ဂလာပါဒေါက်တာအောင်သူဘလော့မှကြံလေကြိုဆိုလိုက်ပါတယ်မင်္ဂလာပါဒီနေ့ကတော့သွားကျင်တာကိုဘယ်လိုကုရမလဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးပါပါ ဘလို့ကူကလည်းမပြောခင်အဓိကကဘာကြောင့်ကျင်တာဖြစ်ဖြစ်လာလဲဆိုတဲ့အကြောင်းအရာတိမဘလို့ကူလဲဆိုတာသိရမှာပေါ့နော်အဲ့တော့အကြောင်းရင်းပေါ့ဒီသွားကျင်တဲ့အကြောင်းရင်းဖြစ်နိုင်ခြေတွေကျွန်တော်တို့စဉ်းစားကြည့်အောင်ပေါ့နော်အဲ့တော့သွားကျင်တာဖြစ်နိုင်တဲ့အကြောင်းအရင်းကပထမဦးဆုံးစဉ်းစားမယ်ဆိုရင်တော့သွားပူစားတာအာသွားသွားပူစားတာကလည်း ကျွန်တော်တို့ကျင်တာဖြစ်နိုင်တယ်ကျွန်တော်တို့သွားပိုးစားတာမှာဟိုနာအဆင့်၃ဆင့်ရှိတယ်ပထမအဆင့်ကျွန်တော်တို့ကျွေလွာပိုးစားတယ်ဒါဆိုဖာလို့ရတယ်ဒုတိယအဆင့်မှာကျွန်တော်တို့ကကျင်တာပါပြီအာတကယ်လို့တတိယအဆင့်မှာလည်းကျွန်တော်တို့ကဒီသွားအထက်ကအတနုတွေးကြောအာယုံကြောကိုထိရင်လည်းသူကကျင်တာကြိုက်တာမျိုးဖြစ်နိုင်တယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီသွားကျင်တာဖြစ်နိုင်တဲ့အတွက်ဒါလည်းကျွန်တော်တို့ကျင်တဲ့ ဒီအကြောင်းရင်းထဲမှာဒါထည့်ထားလို့ရတယ်။သွားပို့စားတာ။ဒါဆိုရင်တော့ကျွန်တော်တို့သွားပို့စားပြီဆိုရင်တော့ကျွန်တော်ဖာထေးတာလုပ်လို့ရမယ်။အဲသွားအကျော်သက်ကူတာတာလုပ်လို့ရမယ်။နောက်ဆုံးသွားနှုတ်တာလိုရတာမျိုးထိဖြစ်နိုင်တယ်ပေါ့နော်။ဒါကတော့ကျွန်တော်တို့ကဒါပထမအဆုံးအချက်အနေနဲ့သွားပို့စားတာကိုအရင်ဆုံးစဉ်းစားရမယ်။ဒုတိယကတော့ကျွန်တော်တို့အင်္ဂလိပ်လိုဆိုရင်တော့ erosion လို့ခေါ်တယ်။သွားတွေ့လွာပါတာ။ဝါးတဲ့စားတဲ့မျက်နှာပြင်မှာတွေ့လွာလေးတွေပါနေတာ။ ဒါလည်းကျွန်တော်တို့တော်တော်များများတွေ့ရတဲ့ဒါအကြောင်းရင်းတစ်ခုထဲမှာပါတယ်ပေါ့နော်။သွားကျင်တဲ့အကြောင်းရင်းတစ်ခုထဲမှာအဲ့တော့သူ့ရဲ့ causes ဖြစ်တဲ့အကြောင်းရင်းအဓိကကတော့ဒီကျွန်တော် erosion လို့ခေါ်တဲ့ဒီသွားကျွေလွာပါတာကကျွန်တော်တို့ဒီသွားပိုးစားတာနဲ့သွားသိမ်မဆိုင်ဘူး။သွားတော့အသက်ပေါ့နော်ကျွန်တော်တို့ acidic food တွေအစားများတာ။ကျွန်တော် acid ပါတာများတဲ့အစားအသောက်ဒါတွေအစားများရင် ဖြစ်တတ်တယ်။အဲပြီးရင်ကျွန်တော်တို့အချိုးကြီးတွေ အချိုရည်ဆိုတာကျွန်တော်ဆိုတာဆိုတာပါတဲ့အချိုရည်တွေအတော့အများကြီးလေဖြစ်တတ်တယ် acidic food တွေကဘာတွေလဲဆိုတော့ကျွန်တော်တို့ကအဓိကတန်မြာသီးတန်တန်ပြိုသီးဓာတ်တွေပါမယ်ပေါ့ရှောက်သီးအဲဒါအဓိကတော့ဒါခြင်နဲ့အစာအတော့တွေအစာများရင်ဒါဖြစ်နိုင်နေပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီဒုတိယအချက်အနေနဲ့ဒါစဉ်းစားစရာကျွန်တော်တို့ကြွေလွားပါတဲ့လူနာပေါ့နော်နောက်ထပ်အကြောင်းရင်းမှာကြွေလွားပါတဲ့လူနာမှာဘာကြောင့်ကြွေလွားထပ်ပါနိုင်လဲဆိုတော့ကျွန်တော်တို့က bruising လို့ခေါ်တယ် အန်ကျင့်ရင်လည်းကျွေလွာပါတဲ့ပြဿနာလေးတွေဖြစ်နိုင်တယ်။အဲ့တော့ဒီကျွေလွာပါပြီဆိုရင်ကျွန်တော်တို့ကဘယ်လိုတွေကုလို့ရလဲ။ဘယ်လိုကုလို့ရလဲဆိုတော့ကျွန်တော်တို့ဖာထေးတာတွေလုပ်လို့ရတယ်။ဒီကျင်လွာကျွေလွာလေးတွေပေါ်ကျွေလွာလေးတွေပါတာကိုကျွေလွာပြန်ဖြည့်ပြီးရောဖာလို့ရတယ်။အဲအရန်ဆိုရင်တော့တချို့အကြောတက်တာတွေလုပ်လို့ရတယ်။အဲတချို့ကတော့အရန်ဆိုးလာရင်တော့ကျွန်တော်တို့သွားနှုတ်ရတာတွေဖြစ်သွားနိုင်တယ်ပေါ့နော်။ဒါကတော့ကျွန်တော်တို့ကဒုတိယတစ်ချက်အနေနဲ့စဉ်းစားစရာ ွေလွာပါတာဗောနော်တတိယအချက်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့သွားအပ်တာ꿰တာဒါမျိုးတွေဆိုရင်လည်းကျွန်တော်သွားကျင်တာဖြစ်တတ်တယ်ဒီထဲမှာတော့ကျွန်တော်တို့ကအဲ့ဒီသွားအပ်တာကအခက်ဆုံးပဲအခက်ဆုံးပဲတချို့ကျွန်တော်တို့ဒီစေကန်းဒီမှာလူနာတွေလာရင်တချို့သွားကျင်တယ်မပြောက်ဘူးသွားကျင်တယ်သွားကြိုက်တာဖြစ်တယ်ဒါပေမဲ့သွားကိုကျွန်တော်တို့ကဟိုဘယ်နာဖြစ်လဲတခါလေးပြောရခက်တယ်တခါကြရင်ပြနေပြီမင်း ကျွန်တော်ဓမ္မတ်မှာစရင်လဲသွားအပ်တာကမပေါ်ဘူး။သွားကွဲတာတော့ပေါ်သက်တယ်။သွားအပ်တာကတခါလေမပေါ်ဘဲနဲ့ကျွန်တော်တို့ဟိုကောင်းစားရတာပေါ့နော်။ကုတဲ့အချိန်မှာအခြေအနေတစ်ခုကိုကျွန်တော်တို့စောက်ကြည့်ရတာမျိုးတွေဖြစ်သက်တယ်။အဲနောက်ဆုံးကျွန်တော်တို့၃လလောက်ဝင်းကျင်ကြာသွားပြီးမှသွားကြီးကွဲထွက်သွားရင်တော့ဒါဒီသွားအပ်နေတယ်ဆိုတာကျွန်တော်တို့သိသွားတာပေါ့နော်။အဲ့တော့ဒီသွားအပ်တာကလည်းဒီကျင်တဲ့အကြောင်းရင်းတစ်ခုမှာပါတယ်။ဒါပေမဲ့ तू ကသွားအပ်ပြီဆိုရင်တော့ ော်တော်များများကနှုတ်လိုက်ရတာများတယ်နှုတ်လိုက်ရတာများတယ်ဟာတကယ်လို့တချို့ကြတော့အက်တဲ့ဒီအကွဲเจ้าကသေးရင်တော့ဒီကျွန်တော်တို့အက်တဲ့အပိုင်းကိုဖယ်လိုက်ပြီးတော့အကြောသက်ကုသတာမျိုးလုပ်လို့ရတယ်အဲတချို့လည်းနောက်ဆုံးမရရင်တော့သွားနှုတ်လိုက်ရတာမျိုးတွေဒီရှိတယ်ဗောနော်ဒါကတော့အဓိကကျွန်တော်တို့ဒါကျင်တဲ့အကြောင်းရင်းက၃ခုပေါ့ဒါပေမဲ့ကျွန်တော်တို့အပြင်းမှာထပ်တွေ့ရတဲ့ ပုံစံနှစ်မျိုးရှိသေးတယ်အဓိကနှစ်ချက်ပေါ့နော်နောက်တစ်ချက်ကတချို့တဖုံးတွေကျွန်တော်ရောင်ပြီးတော့သွားတွေကြောက်တယ်ယင်ကျွန်တော်သွားကြီးမဖေးတာကြာတဲ့လူနာမျိုးမှလည်းကျင်တာတွေ့ရတတ်တယ်အန်တာမျိုးဆိုရင်တော့ကျွန်တော်တို့က scaling လို့ခေါ်တယ်သွားကြောက်ချက်တန်ရှင်လောက်လာရင်ကျွန်တော်ဒီကျင်တာချက်ချင်းပြောက်တယ်အဲ့ဒါကျွန်တော်လုံပြီးတာနဲ့ချက်ချင်းပြောက်တယ်နောက်တစ်ချက်ကကြာတော့ကျွန်တော်တို့ကသွားတိုက်တာ တချို့သွားတိုက်တာအရန်ကျန်းတဲ့လူတွေတချို့သွားတိုက်တာအရန်ကျန်းတယ်တချို့ကြတော့ကျွန်တော်တို့မိသွေးဖွဲပြဒါအခုထိကျွန်တော်တို့တိုက်တဲ့လူတွေတွေ့ဘူးသေးတယ်တမားအန်တာမျိုးတွေနဲ့သွားတိုက်ရင်သူကဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ဒီသွားရဲ့မျက်နှာပြင်မှာဒီမြင်ရတဲ့မျက်နှာပြင်ပေါ့နော်မြင်ရတဲ့မျက်နှာပြင်မှာသူကခြိုက်ရလေးတွေဖြစ်သွားတယ်ဒါကိုကျွန်တော်တို့ကအင်္ဂလိပ်လိုဆိုရင်တော့ class 5 lesion လို့ခေါ်တယ် တဖုံးနဲ့သွားကြာပေါ့နော်ကျွန်တော်သွားရဲ့လေပင်နေရာမှာဂျိုက်ွက်ဖြစ်သွားတာဒါလဲကျွန်တော်တို့ကျင်တာမျိုးဖြစ်တတ်တယ်ဒီလိုမျိုးဖြစ်ရင်တော့ကျွန်တော်တို့ကကျွန်တော်ဒီဒီမှာဖာထေးတာတွေပါလို့လို့ရလေအရင်ကြီးကျွန်တော်တို့ပြက်ကြဝိုင်းတော့တချို့နှုတ်ရတာမျိုးထိဖြစ်သွားနိုင်တယ်တချို့ကြတော့ဒီကျွန်တော်ဂျိုက်ွက်ကတဖြည်းဖြည်းကြီးလာပြီးဒီကျွန်တော်တို့ဒီသွေးကြောအာယုံကြောကိုထိပြီးဆိုရင်တော့တခါလေကျွန်တော်တို့အကျောသက်ပြီးကယ်လို့ရတာမျိုးလေရှိတယ်ပေါ့နော်နောက်တစ် နောက်ထပ်အကြောင်းအရာကတော့ကျွန်တော်တို့ဒီသွားကျင်တာမှာတချို့ဒီတိုင်းကြီးကိုကျင်နေရမျိုးလည်းရှိတတ်တယ်။အဲဒါမျိုးဆိုရင်တော့ကျွန်တော်တို့ဒီဘက်မှာတော့ဒီသွားကျင်ပျောက်တယ်သွားတိုက်ဆေးတွေကျွန်တော်တို့သုံးပေးတယ်ပေါ့နော်။ဒါကျွန်တော်တို့ဒီဆေးကွက်ထဲမှာဆို dentist ကျွန်တော်ကတော့ dentist ကြိုက်တယ်။ dentist ရှိမယ်ကျွန်တော်ကိုးဂိတ်ထဲကကျွန်တော်အချိန်ပျောက်တဲ့သွားတိုက်ဆေးတွေရှိမယ်ဆန်ဆိုတိုင်းရှိမယ်။အဲဒါတွေသုံးပေးရင်လည်းသွားပုံမှန်တက်တာသွားတယ်ပေါ့နော်။အဲ့တော့ဒီ သွားကျင်ပြောက်တာကအဓိကသွားကျင်ပြောက်ဖို့ကကျွန်တော်တို့အဓိကကဘာကိုသိဖို့လိုလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီအကြောင်းအရင်းဘာကြောင့်ကျင်တယ်ဆိုတဲ့အကြောင်းအရင်းကိုကျွန်တော်တို့အဖြေရှာရမယ်ဒီအဖြေကိုကျွန်တော်တို့တွေ့သွားပြီဆိုရင်ဒါကိုလိုအပ်တဲ့ကုသမှုလုပ်လိုက်ရင်ကျင်တာပျောက်သွားမှာပဲဒီတိုင်းကျွန်တော်တို့စေးမိတုံနဲ့ဟိုကုဒီကုဆိုရင်တော့ကျွန်တော်တို့ဒီကျင်တာပျောက်သွားမှာမဟုတ်ဘူးပေါ့နော်အဲ့တော့အခုသွားကျင်တာကိုကျွန်တော်တို့ဘလို့ကုမလဲပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ သိပညာဘုသူတာတခုခုရရှိသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အသိပညာဘုသူတာတခုခုရရှိသွားရဲဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုထုံးစံအတိုင်း subscribe လေးလုပ်ပေးပါအောင်ခင်ဗျာ။ကျွန်တော်ဒေါက်တာအောင်သူပါခင်ဗျာ။